ားလုံးပဲမင်္ဂလာပါရှင်။ညာနင်း channel လေးမှာကြိုဆိုပါတယ်ရှင်။ channel လေးကို like and subscribe လုပ်သွားဖို့မမေ့နဲ့အောင်နော်။အထင်အဖျင်1930နှစ်ဒီဇင်ဘာလဖြစ်သည်။မြန်မာနိုင်ငံကိုအင်္ဂလိပ်ကိုလိုနီအစိုးရကအုပ်ချုပ်နေသည့်အချိန်လေးဖြစ်သည်။ပကူးတိုင်းဖြူမြူနေအတွင်းရှိပိုင်းနာချုံနံပြီးတွင်ရွာဟောင်းကြီးအမီလွှဲအမီရောက်ကြီးရွာကလေးတရွာရှိသည်။ထိုရွာမှာရှေးရခဲမိုးမီမြောက်လက်ထပ်ကလေးက တည်ထားတဲ့ရွာတရွာဖြစ်သည်တိုးတော်ယခုအချိန်တွင်တော့ရွာကြီးမှာတဖြည်းဖြည်းကောလာပြီးရွာငယ်ကလေးအဖြစ်သာကြံရစ်နေနေတော်သည် ထိုကြီးရွာကလေးမှာဘိုင်းနာချောင်းရီကို အားဖြူလျက်လေယာလုပ်ငန်းများကိုလောက်ကင်အသက်မွေးကြလေသည်ထိုရွာတွင် ကိုအူးနှင့်ကိုမူးဆိုသည့်ညီကိုနေရရှိသည် ကိုအူးမှာအသက်၄၀ခန့်ဖြစ်ကညီဖြစ်သူကိုမူးမှာတော့အသက်၃၀ကျော်ပြီဖြစ်သည် ကိုဦးမအိမ်တော်ရသားကြပြီးခလေးသုံးယောက်ရှိတော်လေညီဖြစ်သူကိုမူးမာတော့အိမ်တော်မကြသေးပဲလူပြိုကြီးဖြစ်သားရှိသည် ကိုမူးမာမိမများကိုစိတ်မဝင်စားပဲအချိန်ပြည့်တောက်စားမှုရရှိသည်ရှိသည်ထို့ကြောင့်လေအမိရင်းပြောက်ကကိုမူးဆိုသည့်အမိတွင်နေခြင်းဖြစ်သည် ကိုဦးတို့ညီကိုမာရွာပြင်တွင် ရာလောက်ကင်ကြသည် ကိုဦးတို့၏ရာမြင့်ညားမှာစေဒီကုန်းဟုခေါ်ကြသည် ရှေးရောင်စေဒီသို့ဤတောင်ပန်းမှာတည်ရှိသည်ရှေးရောင်စေဒီမှာ36တောင်ညံတော်ရှိကဟန်တာဝတိပီကိုအစိုးရသည်ဓမ္မစေဒီမေတည်ထားခဲ့သည့်စေဒီဖြစ်သည်ဟုဆိုကြသည်ထိုနေ့ကဒီဇင်ဘာလ4ရက်နေ့ဖြစ်သည် ကိုအိုးမှာထုံးစံအကိုင်ဂျာလုံကန်းများကိုလောက်ကိုင်းနေလေသည် ကိုမိုးမှာတော့နွားတရှင်ကိုရခင်းအလွန်ခြုံတော်စသည်ဆိုချောင်းက အရက်ကိုတမျက်မျှစင်ခံတောက်နေလေသည် မကြခင်ကိုဦးတို့အိမ်မှာအခိုင်အဆဲဖြူတူမောင်တော်ရောက်လာလေသည် မောင်တော်မှာအသက်၃နှစ်ခန့်ရှိပြီးကိုဦးတို့နဲ့ဆွေမျိုးမကင်းတော်သူဖြစ်သည် မိဘမက်တော်သည်ထင်ကိုဦးကခိုယူဆုံးရှောက်ထားကမိသားစုတဦးသဖဲအတူတူလက်ကင်စားတောင်းနေရှင်လဲထေပေသည် မောင်တော်မှာခန်းတောင်ကလေးတစ်ခုကိုထမ်းလာသည် ကိုမိုးမှာမောင်တော်ကိုတွေးလိုက်သည်နဲ့ကိုဦးဤရာတဲကလေးစီတို့ပြေးလာခဲ့သည်ရာတဲကလေးစီရောက်သည့်အခါ မောင်တော်ကတောင်းကလေးကိုခြံလိုက်သည် ကိုမိုးမှာတောင်းကလေးကိုဖွင့်လန်လိုက်သည်ထိုအကွဲចောင်းကြီးအပေါ်တွင်မောင်တော်မှငုတ်တုတ်ထိုင်နေခြင်းဖြစ်သည်မျက်စိရှိမှပင်အကွဲចောင်းကြီးမှဟုန်ကနဲကွဲထွက်သွားလျော မောင်တော်မှအကွဲចောင်းအတွင်သို့ပြုတ်ကျသွားတော်သည် ကိုမိုးမှာမောင်နှော၏လက်တထက်ကိုပြေးဆွဲလိုက်သည်ထင်သာ မောင်နှောတယောက်အကွဲចောင်းကြီးအတွင်သို့ကျမသွားခြင်းဖြစ်သည် ကိုမိုးမှာ အကုံတုံးကမောင်နှောကိုဆွဲတင်ရသည်အကွဲเจ้าမှာ၄၅တောင်ခန့်နှဆိုင်လီသည်ကိုမူးနစ်မောင်နှောမှာ အကွဲเจ้าကြီးအနီးမှဖြေးထွက်လာခဲ့ကြသည်ရာထဲကလေးကိုကြီးလိုက်သည့်အခါမြေပြင်တွင် ပြားပြားဝက်လျက်သာပြိုကျနေပြီဖြစ်သည်ထို့စဉ်ဟုံကနန်းအန်တန်ကြီးနှင့်အတူရာခင်းနန်ဘေးမှာရှေးရောင်စည်တီတော်မှာခေါင်းလောင်းတော်နေရာမှ ပြတ်ထွက်ကပြိုလဲကျသွားသည်ဇေဒီပြိုကျသည့်အရှင်ကြောင့် မြေပြင်များပင်တုံလုကုန်သည်စကန်တုံးစံခန့်အကြာလူရှားပြီးသည့်အခါမြေပြင်မှာပြန်လဲတည်ငင်သွားတော့သည်ထိုအခိုက်လွတ်ကြောင်ထားသည့်နွားနှကောင်မှာဇေဒီကြီးရှိရာသို့ဆွတ်ပြေးလေသည်ကိုဦးကမြေပြင်မှအမြန်ခုန်ထလိုက်ကာနွားနှကောင်အနောက်သို့ပြေးလိုက်သွားသည်ကိုမူးနေမောင်တော်မှလည်းကိုဦးအနောက်သို့ပြေးလိုက်လာခဲ့သည်ဇေဒီကုန်းကလေးအပေါ်တွင်အုတ်ကျိုးအုတ်ပိတ်များနှင့်ပြန့်ကျဲနေသည် ကိုဦးနာနွားနှကောင်ကိုပြန်ဆွဲလာသည့်အချိန်ဖျားကုန်းတော်အောက်ပတ်မြေပြင်တွင်ကွမ်းအစ်ကြီးတလုံးကျနေသည်ကိုတွေ့လိုက်ရသည်ကွမ်းအစ်မှာငွေဖြင့်တိပလုပ်ထားခြင်းချစ်ကအလုံးပိတ်ထားသည်ကိုဦးကကွမ်းအစ်ကိုကောက်ယူကြည့်နေသည့်အချိန်မှာပင် ကိုမူးနှင့်မောင်နှောတို့ရောက်လာခဲ့သည်အကိုကြီးအဲ့ဒါဘာကြီးလဲအကိုကြီးဟေးငါလည်းမသိဘူးကဘယ်ကနေဘလို့ဖြစ်ပြီးကွမ်းအစ်ကြီးကဒီလိုရောက်လာတာလည်းမသိဘူး ကိုဦးမှကွမ်းအစ်ကိုဖွင့်ကြည့်သည်တိုးတော်ကွမ်းအစ်မှာအလွန်ကျက်နေသဖြင့်အုတ်ခဲတစ်ခုကိုကောက်ယူကာရိုက်ဖွင့်လိုက်လေရော အဖုံးဖွင့်သွားသည့်အခါအသွင်းမှ ရွှေငွေရတနာများကဝေါကနေပြုတ်ကျသွားလေရောစင်စစ်အားဖြင့်ထူအရာမှာကွမ်းအစ်တစ်ခုမဟုတ်ဘဲငွေကြုပ်တစ်လုံးထိနေလေသည်ကိုဦးမှရွှေသားများကိုကောက်ယူကြည့်လိုက်သည့်အခါရွှေသားအတိဖြင့်ပြုတ်လုပ်ထားသည့်စစ်နုတော်များဖြစ်နေသည် ဖျားစင်းနုကလေးလေးပါလားငမူးရကိုမူးမစင်းနုကလေးတစ်ခုကိုကောက်ယူလိုက်သည်ထိုစင်းနုတော်မှာဓမိုက်ခန့်အယွရှိကအလေးချိန်မှာလင်းနစ်နေလေသည်ကိုမူးကထိုစင်းနုကလေးကိုသွားဖက်အတာကိုက်ကြည့်လိုက်သည့်အခါသွားရအောက်တွင်ဝင်လက်နေသည့်ရွှေရောင်များကထွက်ပေါ်လာလေသည်ဟေးအကိုကြီးရဲ့ဒါရွှေစင်းနုတွေပဲဗျကိုဦးကစင်းနုကလေးများကိုတစ်ခုပြီးတစ်ခုထုတ်ကြည့်ရင်း ဒါဆိုရင်ဒီဟာကဖယားရဲ့ဌာပနာတွေပဲဖြစ်မယ်။ဖယားဌာပနာကမြင်းအောက်ထက်မှရှိရမဟုတ်ဘူးလား။မဟုတ်ဘူးကွာ။ဇေဒီရဲ့ငပြောဘူးလို့ခေါင်းလောင်းတို့မှထည့်ထားတတ်တယ်လို့လူကြီးတွေပြောတာငါကြားဘူးတဲ့။ဖြစ်နိုင်တယ်အကိုကြီး။အခုနောက်ဇေဒီပြိုကျတာထွက်ချလာတာများလား။ဒါဆိုကျုပ်တို့ဒီဖယားတွေကိုရွာလူကြီးကိုတွားပြေးလိုက်ကြမယ်ဗျ။ကိုဦးကဘေဘီကိုကြည့်ရင်ဟေ့မင်းယူနေပြီလားငမူးရ။ ငါတို့ချမ်းသာဝမလေးကွာကိုဦးထပြောလိုက်တဲ့ထင်ကိုမူးမအံ့ဩသွားပါလိအကိုကြီးဟိုဤဖျားစင်းမှုတွေနဲ့ကျွတ်တူချမ်းသာမှနဲ့ဘာဆိုင်လို့လဲအကိုကြီးဟာဆိုင်နာပေါ့ကွာဒါငါတို့နဲ့ထိုက်လို့ရတာကွာဒီရွှေစင်းမှုတွေကိုထုခွဲရောင်းချပြီးရင်ငါတို့ချမ်းသာတော့မှာကွာမင်းသိရလားဖျားပစီတွေလောကောင်းလို့လားအကိုကြီးဟာလောကောင်းပါတယ်ကွာငါတခါတုန်းကဒီစေဒီကြီးကိုကြည့်ပြီးစူတောင်းမှုတယ်ကွာ ကျွန်တော်တို့ခက်ခက်ခဲခဲပင်ပင်မဲမဲမလုပ်ရပဲချမ်းသာအောင်စောင့်မပေးပါလို့ဆုတောင်းဖို့တယ်ကွာအခုဒီယရနာတွေကြလာလာငါဆုတောင်းပြည့်တာပဲကွာကိုဦးမလောဘစောတိုက်ကရွှေစင်းနုကလေးများကိုပစုံနဲ့ထုတ်ယူလိုက်လေသည်ဟေးကောင်ငမူးနဲ့ငတ်တော်မင်းတော့ဒီအချောင်းကိုဘသူမှဖျော်ရဘူးနှုတ်လုံးပါစင်နော်ငါဒီရွှေတွေကိုထုခွဲရောင်းချပြီးမင်းတို့ကိုလည်းဝေစုပေးမှာပါကွာမင်းတို့စိတ်မပူပါနဲ့ထိုနဲ့ ကိုမူးနေမောင်တော့လဲခေါင်းငိတ်လိုက်ကြသည်အမှန်စင်စစ်အဖြင့်ထိုအရာမှာ꽌အစ်ကြီးတခုမဟုတ်ပဲသာပနာမြောင်းထဲ့ထော်သည့်ကျူးဦးတလုံးတာဖြစ်နေသည်ကိုဦးတို့မှာအတိညာနေပါလာတဲ့ထင်꽌အစ်ကြီးထင်နေသည်ကိုထင်မြင်ယူဆနေကြခြင်းဖြစ်သည်ထုံငလင်ကြီးမှာဖြတ်အပ်ဖြင့်ဖြူးငလင်ကြီးဖြစ်သည်ဖြူးညို့နဲ့တန်ငူမို့ပြင်ပရင်တိုင်းတွင်အထီးခိုက်ပင်စည်းများလာသည်ရွာဟောင်းကြီးရွာတွင်လည်း ိမ်အတော်များများပြိုပြက်ကွန်းသည်ရွာသားအပေါင်းအဓိဒုက္ခရောက်ရကြလည်းမဲကြည်ပြုံနေသူတဦးရှိသည်ထို့လူမှာကိုဦးဖြစ်သည်အခြေတန်းရှိအိမ်မှာလေလေးဖြူပလစီသွားသည်အိမ်ဟောင်းမှာပစ္စည်းများဖြင့်အိမ်ရှိတွေကွက်ပြစ်တစ်ခု အချိန်မီပြုတ်လုကညားအိတ်ချရသည်ရခင်ကကိုဦးတို့လင်များနှင့်ခလေးများမှာ အိမ်ပေါ်တိုက်တွင်အိတ်က ကိုမူးမှာအိမ်အောက်တွင်အိတ်သည့် မောင်တော်မှာအိမ်နောက်ဘက်တွင်အိပ်ရတော့လေယခုချိန်တွင်တော့ကွက်ပြည်ကြီးတစ်ခုအပေါ်တွင်တန်းတူအိပ်ဆက်ကြရသည်ကိုဦးမှာဖျားဆင်းသူတော်များကို ရေကပြင်အောက်တွင် မြုပ်နှံထားကအပေါ်မှအင်ဒုံတလုံးဖြင့်ဥထားလိုက်လေသည် အခြားသူများမှ အိပ်ပျော်နေကြတော့လေကိုဦးမှာတော့ဖျားဆင်းသူတော်များကိုထုခွဲရောက်ချပြီးတထေးဖြစ်မဲ့အရေးကိုတွေးမိက ပြုံးပြုံနေရင်းအိပ်ပျော်သွားတော်သည် အိပ်ပျော်ပြီးမကြခင်အချိန်တွင် ကိုဦးဤအနီးတွင် လူကြီးတယောက်လာရက်လေသည် ကိုဦးလည်းမနိုးရဘဲနဲ့အလိုလိုနိုးသွားသည် ထိုလူကြီးမှာမုံခေါင်းပေါင်းကြီးပေါင်းထားပြီးအသက်80အရွယ်ခန့်ရှိသည် မုံစိတ်မွေနှခမ်းမွေးညားမှာစွတ်စွတ်ဖြူနေလေသည်မင်းလူချင်းရင်ကြောင်းမြက်ယတနာတွေယူလို့ရတယ်ဒါပေမဲ့ဖျားငါးစုကိုတော့ငါရုစီကိုပြန်ပေးပါဘာလို့ပြန်ပေးရမှာလဲခမ ्या ဘာရီပြောနေတာလဲခမ ्या ဘသူလဲငါမင်းကိုနော်ဆိုးအကျိန်နဲ့တတိပေးမယ်နော် ဖျားငါးစုကိုမင်းကိုကျိုးအတွက်သုံးလို့မရဘူးဒီယူပွားတော်တွေက တကူတိတ်ကြီးတယ်သုံးလိုက်တာနဲ့မင်းအသေးဆိုးနဲ့တေးရမယ်မပေးဘူးဗျာမပေးဘူးလုံးဝမပေးဘူးကိုဦးမအော်ဟေရင်နိုးထလာတဲ့ဒီထိုးစင်းချီမှာပင် ကိုမူးနဲ့မောင်တော်မလေးလန့်တို့ကအော်ဟစ်ကြလေသည်ကိုမူးမှာအလွန်တုန်လှုပ်နေသည်အကူဤကျွန်းထူအဲ့ဒီစင်းတို့ဒီကိုပြန်ထားလိုက်ရအောင်ဗျာကိုဦးဤဇနီးတယ်မှာ จังดองดองนึดจีนี่ลีดีဟေ့ကောင်ငမှုမင်းမူးယူပြီးမဟုတ်တာတွေရှော့ဖျောမနေနဲ့ပြန်အိတ်နေစမ်းကိုဦးမကိုမူးကိုနှစ်သိမ့်ကပြန်သိမ့်ထားလိုက်ရသည်ထို့နောက်ဆက်လက်အရန်ကြိုးစားတော့လေအိတ်မရတော့သည့်ပြီးခေါင်းတချမ်းမှလေသစ်စစ်စစ်နဲ့ကြိုက်ခဲလာလေသည်ကိုဦးမရုတ်တရက်ဖြစ်ပေါ်လာသည့်ဝေဒနာကိုအံ့ဩနေမိသည်သို့နှင့်အတန်ကြာသည့်အခါကိုဦးစိတ်ထဲတန်တရားဝင်လာသည်ဟိုဖျားတွေက တကိုးကြီးရဲ့ဖျားရီဆိုတော့ငါရေကပင်အောက်မှာထားလာကိုမကြိုက်လို့ခေါင်းကိုကိုက်နေတာလားကိုဦးမအိမ်နေရာမှာချက်ချင်းထကရေကပင်အောက်တွင်ဟွက်ထားသည့်ဖျားဆင်းထုတို့များအားတူးပေါ်လိုက်လေသည် အသေးချာကြည့်လိုက်ရာဖျားဆင်းထုမှာငါးစုတီတီထွတ်သည်ဆင်းထုတစုလင်အစိတ်တန်းက အလေးချိန်ရှိသည့်ကိုတွေ့ရသည်ဆင်းထုနှင့်အကူရွှေစငွေစအချို့နှင့်ကြောင်မြင့်ယေဒနာတွေပါဝင်သည် ကိုဦးမှဖျားဆင်းထုတော်များအားနေရာတကြပြင်ထားရရန်စိတ်ကူးမိတော်လေလောဘစိတ်ကများနေသဖြင့်အမားအမှန်ကိုမမြင်နိုင်တော့ဘဲတစ်ပင်ခွာကြားတစ်ခုတွင်တင်ထားလိုက်လေသည်နောက်တနေ့မနက်တွင်ညီကိုနှစ်ယောက်ရွာပြင်လူရှင်းသည့်နေရာတွင်ခေါင်းကျင်းဆိုင်ရသည်မောင်တော်တယောက်လည်းပါဝင်သည်မင်းတို့အိမ်မဆိုးရီမတ်တာပါကွာဘာမှမဖြစ်ပါဘူးကွာမဟုတ်ဘူးနော်အကိုကြီးကျုပ်တို့သုံးယောက်လုံးအိမ်မက်ကတပုန်စံနဲ့မတ်တာဆိုတော့ထူးနေတာတော့အမှန်မင်း ဒီမဲငမှုမင်းတေချာတွေးကြည့်လိုက်စမ်းပါကွာဒီယရနာတွေကိုထုခွဲရောင်းချက်ပြီးရင်မင်းတသက်ဘာမှလုပ်စရာမလိုတော့ဘူးနိုင်ငံကလာတဲ့ကောင်းပဲ့ညွတ်မဲ့ဆိုတဲ့အချက်တွေကိုတောက်မင်းအစားကောင်းအတော့ကောင်းညီစားနိုင်မယ်လीကွာမင်းဒီလိုဘဝကိုမလိုချင်ဘူးလားကွာဒီရွာမှာပဲတသက်လုံးယာဆိုင်နေပြီးလို့စင်းစင်းရင်းရင်းနဲ့နေချင်းနေတာလားကိုမူးမှာကိုဟူးပြောတီတိုင်းစိတ်ကူးယဉ်ကျေးနေမိသည်ဒီမဲ့ ငါတို့၃ယောက်မနှက်ဖြိုင်ကြရင်ဒီစင်းတူတွေကိုရောင်းချကိုသွားကြမယ်။ဖယ်သွားမှလည်းကိုကြီး။ငါတို့ဒီနားမှာတော့ရောင်းလို့မဖြစ်ဘူး။ဒါစုဘကူးတက်ရောင်းရင်ရောဗျာ။ဘကူးမှာအတိအကျမှမရှိတာပဲကွာ။ငါတို့ကိုလိမ်မက်ပတ်တဲ့လူတွေနဲ့တွေ့ရင်ဘလို့လို့မလဲ။ဒါစုကိုကြီးကဘလို့စဉ်းစားထားတာလဲ။ဒီလိုလို့မယ်ကွာ။တာယာဝရီမှာအဖေ့အတိတရောဆရာကြီးဦးတင်စွာ ရှိတယ်မဟုတ်လား။သူကဂီတာပညာရှင်ဖြစ်တဲ့အပြင် အင်္ဂလိပ်မင်းတွေကိုမြှောက်ပင့်ပြီးတချင်းတွေရေးတဲ့တော့အရာရှိအရာခံတွေနဲ့လည်းအဆင်ပြေတယ်အတိုင်းဝိုင်းလက်တန်ရှိတယ်မဟုတ်လားသူ့ကိုတိုင်ပယ်ပြီးသူ့ဆက်လုပ်ကြရင်ကောင်းမယ်ညီကိုနှစ်ယောက်ခေါင်းညိတ်လိုက်ကြသည်နွန်ပနိကရောက်သည့်အခါသူတို့သုံးဦးမှတာယာဝရီမြို့သို့ထွက်ခဲ့ကြသည်လမ်းတစ်လျှောက်မြို့ရွာများမှာအပြက်အစီးများဖြင့်ပြင်းထန်နေလေသည်သုံးရက်ခန့်ကြာသည့်အခါတာယာဝရီမြို့သို့ရောက်သည်တယောက်ဆရာကြီးဦးတန်မှာတာယာဝရီမြို့ပေါ်တွင် အင်ကြီးရခိုင်နဲ့နေထိုင်သည်ဦးတန်မှာကိုဦးကိုမှတ်မိလဖြင့်တိတ်ဖြစ်ရှေးဝေးဝေးဆွေမျိုးဆက်နေစရာမလိုပေကိုဦးမှာလာရင်အချောင်းကိုရှင်းပြလိုက်ကယရနာပလစီများကိုပြသလိုက်လေသည်ယရနာများကိုမြင်သည့်အခါဦးတင်ဤမျက်နာမှာအလွန်အံ့ဩနေလေသည်အဲ့ဒါကျူတုဒီပစ္စည်းတွေကိုထုခွေရောင်းချခြင်းပါတဲ့ဦးကြီးကျူတုကိုကူညီပါအေးပါကူညီရမှာပေါ့ငါအတိတယ်ယရနာပွဲစားကြီးတွေရှိပါတယ်ဒါထက်မင်းတို့ရောင်းချပြီးရင်ငါ့ကိုမမေ့ရဘူးနော် စိတ်ကြပါဦးကြည်啊ဦးကြည်ကိုကျုတို့ထိုက်ထိုက်တန်းတန်းကနောမှာပါတိုးနှင်းဦးတင်မှာတိုးနှင်းခင်မင်းသည့်ရတနာပွဲစားမိမကြီးတို့ဦးထံသို့ခေါ်ဆောင်သွားလေသည်ထိုမိမကြီးမှာကြောက်မြက်လောကတွင်နမဲကြီးကချမ်းသာလာပြီသည်ထိုပွဲစားမကြီးမှာကြောက်မြက်ရတနာများကိုတင်ကျုံးဝယ်ယူကဈေးဖြတ်ပေးလိုက်သည်ရှင်တို့ရဲ့ကြောက်မြက်တွေအလုံးကိုကျမယူမယ်ရှင်တို့ကိုငွေတစ်ထောင်ပေးမယ်တစ်ထောင်မဲ့မှာဗျဒီတော့အများကြီးကို ရှင်တို့ကြောက်တွေထဲမှာ စိန်ကောင်းကြောက်ကောင်းမှမှာပါပဲဖီတို့ကြောက်ဆိုတာအချင်းကြလာလေးလေးတံပိုးကျသွားလေးလေးမဟုတ်လားဝဲဆမ်းမကြီးမှာတမင်စင်းနှစ်ဝဲယူခြင်းဖြစ်သည်တိုးတော့တထောင်ဆိုသောငွေမှာလဲထိုခစ်က အတော့အသင်ညာပြားငွေဖြစ်သည်ဟောလီစင်းတူတွေကိုရောရောင်းချခြင်းပါတယ်ဖျားစင်းတူတွေတော့ကျမမဝဲပါဘူးကျမကကြောက်ကုန်တယ်ပါ ကိုဦးတို့မှာပွဲဆမ်းမကြီးပေးသည့်ငွေထထောင်ကိုယူလာခဲ့ကြသည် ဖျားငါးစုကိုမယောင်းချရသေးသဖြင့်ကိုဦးမှာမကျေနပ်နိုင်သေးပေတယောစီအကြီးကိုငွေ200ကန်တော့လိုက်ကထိုနေ့ညတွင်ဝကောင်းစားလာများဝယ်ယူဝစ်စင်လွဲ့တာယာဝလီမျိုးရှိစားတော်ဆက်ကြီးတွင် အစ်အသည်မင်းမြင်အစားတောက်ကြလေသည်ကိုမိုးကအရဲများစားတောက်စားနေအကိုကြီးရဲ့တထောင်ဆိုတဲ့ငွေကမနှဲပါဘူးဗျကျို့တို့တသက်ငွေ200ရောင်လက်ထက်ကင်ဖို့တာမှမဟုတ်တာဒီငွေတွေယူပြီးပြန်ကြပါဆိုဗျာ ဖျားဆင်းတို့တွေကိုတော့ရွာကလူကြီးတွေလက်ထဲပြန်အပ်လိုက်မယ်လေဗျာမင်းတော်တော်ညံမရှိတဲ့ကောင်းမင်းကမှုရဒီဆင်းတို့တွေကြီးအပ်ပြီးငါတို့စားနဲ့တောင်းနိုင်နေနေတိုင်တယ်ဆိုရင်ရွာကလူတွေကဘလို့ထင်ကြမလဲကွာတတက်စားလဲကြက်သွန်နှစ်တက်စားလဲကြက်သွန်မှာပဲကွာဒီအချိန်နေမြောက်တော့မထူးတော့ပါဘူးမောင်တော်မာတော့ညီကိုနေလို့ပြောဆိုနေသည်ကိုတတိမထားပဲစားတော့ရည်သားနေလေသည်ကိုဦးက တရောစရာကြီးဘတ်တို့လှဲ့လိုက်ပြီးကျန်တဲ့ရွှေဆင်းတို့တွေကိုရောင်းဖို့လုပ်ပါအောင်ဦးကြီးရာ ဒါတွေရောင်းထော်ရင်လဲဦးချီကိုကနောပါအောင်မယ်တယောဆရာကြီးမှာတစ်ချက်စဉ်းစားရှိနေအောင်တောင်းကိုပရင်ဆိုလာကျောင်းနေအသည့်ပဲသူ့ရဲ့ဆရာကတစ်တော်ဝင်းတော့မစ္စတာဖီကလပ်ပဲကိုပရင်တကားပြောဘူးတာက သူ့ဆရာကရှေးရောင်စင်ထုတော်ယူပေါတော်တွေကိုဝယ်ယူစုဆောင်နေတယ်ဆိုပဲအင်းငွေကြီးကဖျားစင်ထုကိုဝယ်ပါမလားကွဝဲမှာပါကငါကရှေးရောင်ပစ္စည်းတွေကိုတိတ်နားမလဲပြိမဲ့ဒီစင်းတို့တွေကိုကြည့်ရတာရှေးရောင်စင်းတို့ပုံစံပဲကွာ ရွှေနဲ့လှုပ်ထားတာဆိုတော့တန်ပိုးလဲကြီးမယ်မစ္စတာဖီခလတ်ကြိတ်မှတီးထားတယ်ဒါဆိုရင်လဲဆက်သွယ်ပေးပါဗျာမင်းတို့ဒီမှာတရက်နှစ်ရက်နေအောင်ငါကိုပရင်ကိုဆက်သွယ်လိုက်မယ်သုံးညင်ကိုအိုးတို့လူတစုဖာတယောစီယာကြီးဦးတင်ဒီနေအိမ်တွင်တောင်းတနေကြသည်တောဦးပရင်မှာ တောတွင်းတို့ကွင်းစင်းသွားသည်ဖြင့်တပည့်ခန့်အဆောင်နေကြရသည်ထိုအခိုက်တွင် ကိုမူးတယောက်ပြေသနာရှာလေတော်သည်မူးလာသည့်အခါတိုင်းအိမ်နီးနာချင်းများ ဘုံဆိုင်မှာလူများကိုဖျားဆင်းထုတော်များနဲ့ယရနာများအကြောင်းကို ပြောပြနေလေးရှိသည် လူအများစုမှာကိုမိုးစကားကိုမယုံကြည်တော်လဲကိုဦးမှာအလွန်တော်ပွားနေရှိသည်မူးမူးနဲ့အိမ်ပြန်လာပြီးကိုမူးဤလက်ကုတ်ကို ကိုဦးကစောင့်ဆောင်လိုက်သည်ဒီမင်းငမိုးမင်းပစက်ကိုစီကန်ရှိစံပါငါတို့ဆင်းထုတွေခိုးယောင်းတာ လူတွေတိကွိုင်းအမှုပတ်နေစံပါဦးမယ်အကိုကြီးကကြံပြောပေးတာမဟုတ်လား ဒီစင်တူတွေကိုပြန်ပေးလိုက်ပါလို့မပေးနိုင်ဘူးငါကကန်ကောင်းလျားလာတာကိုဘသူ့ကိုမှမပေးနိုင်ဘူးဒီမဲ့ငမုနောက်တစ်ခါမင်းဒီအကြောင်းကိုလူတွေကိုထပ်ပြောလို့ကတော့မင်းကိုငါတတ်မယ်မင်းနားလဲလားငမုမာ PTT ညိမ့်ပြုံးလိညက်ခေါင်းညိမ့်လိုက်တီတို့တော့ငမုမာပါဇက်မလုံးပြီထိုအကြောင်းကိုပြောမြဲပြောဆဲဖြစ်တီဦးတင်ဤချင်းရင်အိမ်မှာအိမ်ကြီးချင်းမျိုးပင်ဦးတင်ကိုထိုအကြောင်းမင်းမြန်းကလေးတီ ဦးတင်ကလည်းနှုတ်လုံရန်အတွာကိုဦးကိုအဖြစ်တင်သည်ကိုမူးကထမှန်ပြောနေသဖြင့်ကိုဦးတယောက်စိတ်မထင်းနိုင်တော့ပေနောက်တနေ့တွင် ကိုဦးမှာကိုမူးကိုခေါ်ဆောင်ကတနေ့ရတော့ခေါ်ထုတ်လာခဲ့သည်ညီကိုနှစ်ယောက်ထွက်သွားသည်ကိုမြင်တွေ့လိုက်သည့်မောင်းတော်မှာ အနောက်မှမယောင်မလဲနဲ့နောက်ရောက်ခန်းကလိုက်လာခဲ့သည်ကိုဦးတို့ညီကိုမှာမြို့အပြင်ရှိဇေယျကြီးတစ်ခုစီတို့ရောက်လာခဲ့သည်ဇေယျပေါ်တွင်ထိုင်နေကြရင်မကြခင်အချိန်တွင် ကိုအိုးကလွဲအိတ်အတွင်မှပလင်းကလေးတစ်လုံးကိုထုတ်ယူလိုက်သည်။ဒါအဖားပလင်းလက်အကိုကြီးနိုင်ငံခြားဖြစ်ရက်ပါငမူးရာဦးတင်ပြောတာစကော့ဝစ်စကီဆိုလားပဲကွ။ငမူးမှာအရက်ပလင်းကိုယူကာမောတောက်လိုက်လေသည်။အရက်ကကောင်းလိုက်တာဗျာ။ဒါပေမဲ့အနံ့ကြီးကတော့တမျိုးကြီးပဲနော်။ဒါထက်အကိုကြီးကဘာစိတ်ကူးပေါက်လို့ကျုပ်ကိုဒီရခေါ်လာတာလဲဗျာ။ငမူးမေးယတနာတွေရတဲ့အကြောင်းကိုရှောက်ရှောက်မပြောနဲ့တော့နော်။ ကျို့လဲမူးလို့ပြောမိတာပါအကူကြီးယာနောက်ဆိုမပြောတော့ပါဘူးအေးပါညီလေးယာနောက်ဆိုရင်လဲမင်းပြောနိုင်မှာမဟုတ်တော့ပါဘူးကိုဦးကတခြားပြုံးလိုက်လေသည် ကိုမူးကတော့အရက်ပလင်းကိုဖင်းထောင်နေအောင်မောတောက်လိုက်သည်ညီကိုနှိဟောက်ဆက်ထိုင်နေရင်နာယီဝက်ခန့်ကြာသည့်အခါကိုမူးတယောက်ခေါင်းမြောင်းမူးဝေလာလေသည်ကိုဤကျောက်ခေါင်းနေမူးလာတယ်ဗျာရင်ဘက်ထဲလဲပူလာတယ်လို့ပဲဘလို့ဖြစ်တယ်လဲမသိဘူး ကိုဦးမမတက်ရက်လိုက်လေသည်ကိုမူးမမတက်ရက်လိုက်တော့လဲမထနိုင်တော့ပဲလီဘတ်ထောက်လဲကြာတော့သည်ထို့စဉ်ပစက်အတဲမှအဖြူရောင်အည်များနဲ့အတူ သွေးများပါဝေါကနေအန်ကြလာလေသည်ကိုမူးမဇရက်ချမ်းပြင်တွင်လူးလွတ်လျက်အော်ဟစ်နေလေသည် ကိုကြီးပူတယ်ကျုပ်ရင်တွေပူတယ်ဖိုက်ထဲမှာဥတွေတထောင်းမောင်းနဲ့ပြတ်ထွက်ကုန်တယ်လို့ပဲဗျာကိုကြီးကျုပ်ကိုဘာလုပ်လိုက်တာလဲ ကိုဦးကငမူးကိုငုံကြည့်ကကောက်ကြည့်ဆင်းလဲသည့်အပြုံးညင်ပြုံးညင်မင်းနှောင်းဆိုရင်ရှောင်းမပြောနိုင်တော့ပါဘူးငမူးရာသွားတော့ငရဲပြီကိုအေးရအေးချောင်းသွားတော့ကိုဦးမှဇရက်ပေါ်မှာဆင်းသွားလိသည်ကိုမူးမှသွေးများအန်ထလေးရအတန်ကြာအောင်လူးလွတ်နေရင်မကြခင်အချိန်တွေငိန်သက်သွားလိတော့သည်ထိုဖိကိုအနောက်မှနောက်ရောက်ခံလိုက်လာသည့်မောင်တော်တယောက်တွေ့ရှိသွားသည်ယရနာပစိမြအရေးချောင်း ညီအရင်ဖြစ်သူကိုအစိတ်ခတ်တက်လိုက်သည့်ကိုဦးအဖြစ်ကိုတွေ့ကမောင်တော်တယောက်ကြောက်လန့်နေမိသည်ကိုဦးကညီကိုအရင်ကိုတောင်တက်ပစ်သည်ဆိုတော့ငါကိုလေတက်ဖို့ဝန်လေးမှမဟုတ်ဘူးဒီအကြောင်းနဲ့ကိုငါတိသွားတယ်ဆိုရင်ငါကိုကျင်းသေးတက်ပစ်မှာပဲငါဒီအကြောင်းကိုမသိချင်အောင်ဆောင်ပြီးလှုပ်ဝက်ထားမှဖြစ်မယ်ကိုဦးမှာတနည်းယောက်ကိုဝင်နေသေးသဖြင့်မောင်တော်တယောက်အိမ်သို့အရင်ပြန်ရောက်နေလေသည်တခါမှအရင်မတော့ဘူးတိကိုဦးမှာ ထိုညနေတွင်အရက်များတောက်ကမူးယိညီပြန်ရောက်လာလေသည်မောင်တော်မှမသိချင်အောင်ဆောင်ကကိုဦးကိုမူးကိုမတွေ့ပါလားဗျဟာဒီကောင်တဏီယာယာမူးပြီးသွားဤနေတော့ဖြစ်မှာပေါ့ကွာထိုညချင်းမှာပင်တယောဦးတင်နဲ့ကိုပရင်လိုက်ပါလာသည်ကိုဦးကကိုပရင်အားရွှေစင်းတို့ကလေးတွေကိုပြတာလိုက်သည်ရွှေစင်းတို့တို့တွေကိုတွေ့သည့်အခါကိုပရင်မြေလုံးမြအလန့်လတ်သွားသည်ဘလို့လဲကိုပရင် ဒီစင်ထုတွေက ရောင်းလို့ရနိုင်မလားမစ္စတာဖီကလာကြိုက်လို့ရလားကြိုက်တယ်တိတ်ကိုကြိုက်ကဗောဗျာကျုကရှင်ဟောင်းပစ္စည်းတွေကြောင့်တိတ်နားလဲတဲ့လူမဟုတ်တော့လဲဒီစင်ထုတွေကြည့်ရတာတော့လွန်ခဲ့တဲ့နှစ်ပေါင်း200 300လောက်ကလက်ရာတွေဖြစ်မဲ့ထင်တယ်ကျုဒီစင်ထုတော်တွေကို မစ္စတာဖီကလာစီကို ရောက်ပေးပါမယ်ဒါဆိုကျုကိုပါခေါ်သွားဗျာကိုဘီရင်ကခေါင်းကြီးကဟုတ်ပြီလီမနှက်ဖြန်ညက်နေကြရင် မြို့တင်ရှိတတော်ဌာနပိုင်းဘိုးတဲကြီးတို့ခုမှစုံကြမယ်။ကိုတင်ကဟောရီယကိုဦးကိုခေါ်လာခဲ့ပါ။ကျုံနဲ့မစ္စတာဖီကလာနဲ့အဲ့ဒီဘိုးတဲကြီးမှစောင့်နေမယ်။ည9နာရီထက်နောက်မကျစေပဲလာခဲ့ကြပါ။စင်းတူတော်တွေကိုရောင်းရတော့မယ်ဆိုသဖြင့်ကိုဦးတရပြိုလျှင်နေလေသည်။မောင်တော်မှလူသမကကိုဦးကိုကြည့်ကထိတ်လန့်နေပြီဖြစ်သည်။ကိုဦးကလည်းမောင်တော်ကိုနှုတ်ပေးပြန်ကြိုတင်တွေးထားပြီးဖြစ်သည် စင်းတူတော်တို့ရောင်းချပြီးပြန်ဒီအခ လူရှင်းသည့်လန်ဒနီယာတွင်တပ်ဖြတ်ပြည်ညံကြံရွက်ထားခြင်းဖြစ်သည် နောက်တနေ့တွင်တယောဂုတင်နှင့်ကိုဦးတော်မှအိမထက်ခွာရန်ပြင်ဆင်နေကြသည်ဦးတင်ကကိုဦးနာတုတ်ကပ်ပြီးမောင်ဦးမိပစ္စည်းတွေပါရဲ့တော့ကွာကိုဦးကလွဲဤကိုပို့ပြလိုက်ကပါပါတဲ့ဦးကြည်ယာထိုစဉ်မောင်တော်ရောက်လာသဖြင့်ကိုဦးကလည်းငါတော့မေးဘဲကိုမမသွားပဲအိမ်မှာပဲနေခဲ့ဟုတ်ပြီလားကျုံလည်းလိုက်ရှင်တာပေါ့ကိုဦးယာ လိုက်ချင်ရင်လည်းလိုက်ခဲ့ကွာဒါပေမဲ့ဟိုအိမ်ဖို့တော့မတက်နဲ့ဟုတ်ပြီလားကိုဦးမမောင်တော်ကိုခေါ်ဆောင်လာခဲ့သည်တစ်တော်ဌာနပိုင်းယုံကြည်မှာညနေဆောင်ပြီးဖြစ်သဖြင့်လူသူကဲမဲ့နေလေသည်ဌာနအရှိတွင် ကိုဘရင်ကအသင့်ဆောင်ဆိုင်နေလေသည် မောင်တော်ကိုဗိုလ်တဲကြီးအောက်တွင်ထားခဲ့ပြီးကိုဘရင်ဦးစီးခေါ်ဆောင်မှုထင့်အဆောက်ဦးကြီးပေါ်တို့တက်ခဲ့သည် ကိုဘရင်ကယုံကန်းကြီးတစ်ခုတွင်တို့ခေါ်ဆောင်သွားလေသည်ယုံကန်းကြီးမှာခိမိဖရီဘော်ကများနှင့်ပြည့်နှံ့နေလေသည် ကိုဘီရင်ကကိုဦးဘက်သို့လှဲ့လိုက်ပြီးကိုဦးခမည်းပစ္စည်းတွေထုတ်လိုက်ပြကိုဦးမှာလွဲ့အိအသွေးမပစ္စည်းများကိုထုတ်လိုက်ကအနီးရှိစပွဲခွန်ကလေးပေါ်သို့တင်လိုက်သည်ကဲဘယ်မှာလဲခမည်းတို့ရဲ့တစ်တော်ဝင်ထောက်ဝင်ကြီးကိုဘီရင်ကဖြုံးလျက်အခန်းတနေရာကိုညွှန်ပြလိုက်လေသည်ထိုစင်မှာပင်အခန်းတနေရာရှိတခိုင်းတစ်ချက်မှာဝုန်းကနေပွင့်ထွက်သွားကအင်္ဂလိပ်ကြီးတလျောက်ထွက်လာလေသည်အင်္ဂလိပ်ကြီးလက်ထည်တွင်နှလုံးပြူးတဲ့နှက်ကြီးတစ်လက်ကိုကင်ဆောင်ထားသည် ကိုပရင်နှင့်ကိုတင်းမှာတယောက်မျက်နှာတယောက်ကြည့်လိုက်သည်အနောက်ကိုဆုပ်လိုက်ကြသည်သနက်ကင်ရွေးထွက်လာသည့်လူကြီးကို တွေ့လိုက်ရသည့်အခါကိုဦးတယောက်ထိတ်လန့်တုန်လှုပ်ပါမိသည်တစက်ထဲမှာပင်သနက်တန်တစ်ချက်ထွက်ပေါ်လာပြီးနှလုံးဖြူးသနက်ထဲမှာကိုလုံးကြည်စန်းကကိုဦးရင်ဝါကိုတောဖဝေလောက်သွားပြီးကိုဦးတယောက်အနောက်ကိုရိုင်ကျသွားမိသည်သနက်တန်ကြားသည့်မုံတော့မှာအိမ်ပေါ်သို့ပြေးတက်လာခဲ့သည် ထို့အခါလေကားဝအရောက်တွင်တနက်တန်ရာရကလဲပြိုကျသွားသည့်ကိုဦးဦးတွေ့လိုက်ရသည်သည်တနက်ကြိုက်ထားသည့်အင်္ဂလိပ်ကြီးကိုလည်းတွေ့လိုက်ရသည်သည်မောင်တော်တက်လာသည့်ဖြင့်မစ္စတာဖီကလမှာအလွန်အံ့ဩသွားကမောင်တော်ဘက်ကိုလဲလိုက်ပြီးတနက်နှစ်ပြချထည့်လိုက်သည်မောင်တော်မှာအလင်းမြန်ခုံးဆောင်လိုက်တော့လဲတနက်ကြီးစံနှလုံးကလမောင်သူဖက်ကိုထိမှန်သွားသည်နှလုံးဖြူးတနက်ထင်ထဲ့သည့်ကြီးစံများမှာစပိတ်ကြီးခေါ်ကြီးစံကလေးများ စူးထက်ထားခြင်းဖြစ်သဖြင့်မောင်တော်တယောက်တေလောက်တိတံရမရသည်မောင်တော်မှာလေကားတိုင်းလင်းစင်ကျသွားသည်မြေပြင်သို့ရောက်သည့်ညစ်မောင်တော်တယောက်ခြေကုန်ပေးထွက်သွားလေသည်ဒီကောင်လေးမသိပါလားကွာမစ္စတာဖီကလမှာရုံးအသွင်းမှာဖေးထွက်သွားသည့်မောင်တော်ကိုငေးကြည့်ကပြောဆိုလိုက်သည်တယောဦးတင်ကဒီကောင်ကလေးကယူယူပေါ့ပေါ့ကလေးပါဝင်းထောင်မင်းရဲ့ဒါလောက်လို့မှုမနေစမ်းပါနဲ့တေဘာတဲ့ဒီကောင်ကိုတော့ဘာလုပ်မလဲ ဒါများလွယ်ပါတယ်ဝင်းတောင်မီးယာအခုပဲပလစ်တီကိုခေါ်လိုက်မင်းရုံခန့်သေးကိုခိုးဝင်တဲ့တယိုးကိုတနက်လစ်ပစ်လိုက်ရတဲ့ဆိုရင်ပြီးမသွားဘူးလားထိုအခါဝင်းတောင်မင်းကပြုံးလျက်ကောင်းတဲ့မောင်းပရင်ဒီအချင်အကောင်းဆုံးမင်းဝင်းတောင်မင်းမှာစပွဲပေါ်မှာတင်ထားသည့်ဖျားငါးစုကိုအသေးချာကင်တွယ်ကြည့်လိုက်သည်ဥပရင်ကအနားကိုကတ်လျက်ဘလို့လဲဝင်းတောင်မင်းစိတ်ကြိုက်တွေ့ရလားသိကောင်းတဲ့မောင်းပရင် ဒီဖျားတွေကိုကြည်ရတာလွန်ခဲ့တဲ့နှစ်ပေါင်း3400လောက်ကလက်ရာတွေပဲဝင်းထောင်မင်းအသွဲကျုပ်တို့ကအကျိုးဆောင်ပေးခဲ့တာဆိုတော့ဝင်းထောင်မင်းလက်ကျုပ်တို့ကိုမမေ့ရဘူးနော်ဝင်းထောင်မင်းမှာကျေနပ်စွာပြုံးလိုက်ရင်မမေ့ပါဘူးဗျာခမရတို့ကိုကျုပ်ကောင်းကောင်းစုချမှာပါဝင်းထောင်မင်းကနေရန်ပေါ်ချိတ်ဆွဲထားဒီပက်ကရင်ကိုကြည်လိုက်ရင်ဒီလိုလုပ်ဗျာအခုခရစ်စမတ်နာနီလာပြီမဟုတ်လားခရစ်စမတ်မတိုင်ခင်24ရက်နေ့ကျရင် ျုပ်ကဝဲရွာမှာရှိသည့်ဘိုတဲကြီးမှာပျော်ပွဲစားထွက်ပြီးခရစ်စမတ်ပွဲဆင်နွှဲမယ်ဆိုပြီးစိတ်ကူးထားတယ်။ဒီပွဲကိုခမရတို့ကိုဖိတ်ပါတယ်ကိုဘရင်။ခမရလက်တရော်စရာဆိုတော့ကျုပ်ရဲ့ပွဲမှာခမရရဲ့လက်တံကလေးကိုကြားချင်ပါတယ်။အတိုက်ထက်အလွန်အပါမဲဝင်ထောင်မင်းကြီးကျုပ်တို့လာခဲ့ပါမင်း။မောင်တော်မှာတနတ်တန်ရရယူပြီးလွာနေလျက်ဘင်းကော့ဆရာဦးကတနတ်တန်ရကိုကူတာပေးလေသည်။ထိုဤသောအကြောတခုတောက်တက်သွားမိမှု ဘဲဘက်လက်တဖက်မှာအသွုံးပြုလို့မရတော့ပေအကျော်တည်သွားလေသည်တစ်တော်ဝန်တော်အင်္ဂလိပ်မစ္စတာဖီဂလန်နုကိုဘယင်းတယောဦးတင်တို့မှာဒီဇင်ဘာလ24ရက်နေ့တွင်တာယာဝဒီခရိုင်ဝဲရွာရှိဘိုတဲစီမှာ စားပွဲတောက်ပွဲကျင်းပနေကြသည်ထို့အချိန်မှာပင်ဆရာဆန်ကောင်းဆောင်သည့်တောင်တူလဲသမားအရေးတော်ပုံကြီးထစ်ပွားသည်တောင်တူလဲသမားသူ့ပုံရမှာ အင်္ဂလိပ်ကိုနာကျင်ကြသဖြင့် ဝဲရွာမှာရော့နေသည့် Mr. Figlet Knit အပေါင်းပါများကိုဝင်ရောက်တိုက်ခိုက်ကြသဖြင့် Mr. Figlet Knit တကွကိုပရင်တယော်ဦးတင်တို့ပါ အင်္ဂလိပ်အလိုတော်ကြီးများဟုဆိုကတက်ဖြတ်လိုက်ကြပါသည် ထိုချိန်မှစတဲ့တွင်ဖျားငါးစုတဲ့မှာအဆက်အနပျော်သွားလေသည်သို့သော ထိုဖျားစင်းလူတော်များကို ကိုကျိုးအထွတ်အသုံးချသူများမှာအသေးဆိုးနှင့်သေဆုံးကြရမည်ကတော့ကျင်းတိမ်မလွဲပင်ဖြစ်သည် လောဘဇောတိုက်က ကျူးလွန်မိကြသည်ထေအသေးဆိုးနှင့်တေခဲ့သည်ကိုဦးနှင့်ကိုမူးတို့ညီကိုအဖြစ်ကိုကြည်ကမောင်တော်တယောက်တန်ခွေကရမိခဲ့သည်မိမိမှလည်းဖျားများကိုပင်မရာတွင်ကြံရပါဖြစ်ခဲ့သည်ထင်လက်တဖက်သေးသွားခြင်းဖြစ်မိကိုလည်းမောင်တော်ကယုံကြည်ထားသည်ထိုအချိန်မှာဆော့၍မောင်တော်မှာဘာသာရေးရိုသေးကန်ကိုင်းသူတို့ဖြစ်လာခဲ့ပြီးနောက်ပိုင်းတွင်ရှင်သာမဏေဝတ်လိုက်လေတော်လိရှင်သာမဏေဖြစ်မှဦးဆက်ဖြစ်နေဆက်လက်နေထိုင်ခဲ့ရင် အသက်80ကျော်အရွယ်တွင်ပကူးမြို့၌တင်ငန်ဝက်ဖြင့်ကွဲလွန်သွားခဲ့လေတော်သည်1930ခုနှစ်ဒီဇင်ဘာလ4ရက်တွင်လှုံ့ရှားသွားခဲ့သည့်ဖြူးငလျင်ကြီးကြောင့်ပျော်ချပျက်စီးသွားသည့်ဖျားစီဒီမှာဌာပနပစ္စည်းများကိုအလွဲသုံးစားလွတ်ခဲ့သည့်ဖြင့်ထေဆုံးသွားသူများအကြောင်းကိုတန်ဝေကအယူဝဲတင်ပြပေးလိုက်ရပါသည်